အခုတလောအရန်ထရမ်ပြနေတဲ့ပန်းစီ ရှောင်းဘဝထိုနီလေးကိုဆယ်ထုတ်ပြပေးတော့မှာဖြစ်ပါတယ်။ဒါဆိုရတော့ဒီဗီဒီယိုမှာကျူးလစ်ပန်လေးကို ထုတ်ပြပေးတော့မှာဖြစ်ပါတယ်။ကျူးလစ်ညံမှာ ကိုတက်ရှန်တဲ့ပန်းဘာပန်းဖြစ်ဖြစ်တက်လို့ရပါတယ်။ကျူးလစ်ပန်လေးကတော့ထိုးတဲ့လူမရှိသေးတဲ့အတွက်ရစဲကျူးလစ်ပန်ထိုနီလေးကိုတင်ပေးလိုက်တာဖြစ်ပါတယ်။ရှိ ਉਹ ရပါစေရဒီကတ်တန်ဆော့ရှိ ਉਹ တောင်းပြပြထားရပါတော့ မစ်ကော်တွန်နဲ့လည်းထိုးလို့ရပါတယ်ရှီယာ4 plain 5 plain ဆိုလို့ရင်ဘာတစိပ်ပဲဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်အဆက်ကိုကြတော့ဇဲ3 mm ကိုအသုံးပြုပြထားပါမယ်တကယ်လို့ကိုကရှီ5 plain နဲ့ထိုးမယ်ဆိုရင်355 mm ကိုသုံးလို့ရပါတယ်နော်ရင်းဆောင်ဇဲရိုးရှီကိုစခန်လိုက်ပါမယ်ရှိကမိတော့ပြီဆိုရင်ဇေရိုမက်ဂျစ်ရင်းလေးလောက်ဖို့အတွက်ပေါ့နော်ဂွင်းရှင်လေးလောက်ဖို့အတွက်ရှီလေးကိုဒီအောက်ကလေးပို့ပြီးတော့ဂွင်းလေးလောက်လိုက်ပါမယ် ခုမှစတော်မဲ့လူလေးရရစေအရှိတုံးဤအရှိခံဗီဒီယိုလေးကိုစေကျွ့ channel မှာ Facebook မှာမှတင်မိထားပါတယ်။အရှိသေးကို zero ugly နဲ့ color ထုတ်လိုက်ပါတယ်။ပြီးတော့ရင်ဖွင့်မီလေးထုတ်လိုက်တယ်ပေါ့နော်။ထုတ်လိုက်တဲ့အခါမှာ zero magic နဲ့ရမယ်။ဖွင့်မီကို zero အတုံးခုစတိုက်ထုတ်ပေးရပါမယ်။ဖွင့်မီလေးတောင်းခုထုတ်ပြီးတဲ့အခါမှာ zero ဒီရဲ့ magic နဲ့ဒီထဲမှာပဲတိုင်ချီလေးထုတ်ပေးမယ်ပေါ့နော်။ အပ်ပေါ်တရစ်တင်ပြီးတော့အဲ့ရခွင်းလေးထဲမှာ အက်ကလေးကနေပြီးတော့ရှီကိုဆွဲယူလိုက်မယ်ရှီကိုဆွဲထုတ်လိုက်တယ်ပေါ့နော်တို့ဘာရင်နှစ်ကြိုးကိုပထမဆုံးကလောထုံးမယ်ပြီးရင်အပ်ပေါ်တင်နေတဲ့နှစ်ကြိုးလုံးကိုရှီနဲ့ယူပြီးတော့ပြန်ကလောထုံးလိုက်ပါတယ်ဒါကတော့တိုင်ချီထိုးနီးပါ တိုင်ချီထိုးနီးမသိသေးတဲ့လူတွေအရဆဲအချိန်ကန်ဗီဒီယိုမှာထိုးနီးတင်ပြထားပါတယ် ကဲပြီးတော့လို့ရှင်နောက်ထပ်တိုင်ရှိသေးတဲ့တိုင်နောက်ထပ်ထပ်ပြီးရထုတ်ပေးပါမယ်ဟင်းဘေးနောက်နှကြိုးလည်းကလောထုံမယ်နှစ်တိုင်ရှိပါပြီတော့ရင်အမဂျင်နီထဲမှာပဲနောက်ထပ်တိုင်ရှိသေးနောက်ထပ်တိုင်ထပ်ပြီးရထုတ်ပေးပါမယ်နှစ်ကြိုးကလောထုံးမယ်ပြီးရင်နောက်တစ်နှစ်ကြိုးကလောထုံးလိုက်ပါမယ် ါဆိုရင်တော့တုံးတိုင်းပေါ့နော်စုစုပေါင်း0ရာဒီမဂျစ်ရီထဲမှာ တိုင်ရှိသေး12တိုင်းပေါ့နော်12တိုင်းထိုးပြရမှာဖြစ်ပါတယ်0 12တိုင်းထိုးလိုက်ပေးပါမယ်။ဒါ0ဒီမှာ magic ring ထဲမှာအတိုင်းရှိသေး12တိုင်းထိုးပြီးသွားပြီဆိုရင်ဒီရဲ့ကျိုးလေးပေါ့နော်။ဒီခွင်းလေးစီသွားအောင်လို့ကျိုးလေးကိုကြက်ကြက်ကလေးဆွဲပြီးလိုက်ပါမယ်။ ကဲပြတာပြီဆိုလို့ရှိရင်ဇေရိုပထမဆုံးတိုင်ချီတိုးခဲ့တဲ့အပေါက်လေးပေါ့နော်အဲ့ရအပေါက်လေးထဲမှာဇေရိုကချက်ကော်လေးပေါ့နော်ချက်ကော်လေးထိုးပေးလိုက်ပါတယ်ဇေရိုရှိရဒီရဲ့အညိုနေရာမှာအဖြူရောင်တို့ဟိုပြကြတော့နုံးနေရောင်လို့ပေါ့နော်အလိုက်တုံးနေရပါတယ်ဇေရတော့ဒီအညိုရောင်လေးနဲ့ထွန်းဝင် join လာတာဖြစ်ပါတယ် ကဲဒါဆို row 1ပြီးတော့ row 2ကျလို့ရှိရင်ဇေရိုဖွင့်မီလေးတောင်းကိုထိုးပါမယ်ဖွင့်မီလေးတောင်းကိုထိုးပြီးတော့ရင်ဇေရိုအဲရှက်ကောထိုးခဲ့တဲ့အပေါက်လေးပဲပေါ့နော်ဖွင့်မီတောင်းကိုထိုးခဲ့တဲ့အပေါက်လေးထဲမှာပဲဇေရိုကတိုင်ချီလေးထက်ထိုးရမယ်ပေါ့နော်တိုင်ချီလေးထိုးပါမယ် အပေါ်တည့်ရတဲ့မယ်ပြီးတော့ရင်အဲ့ချက်ကတို့ခဲ့တဲ့ပေါက်လေးတန်းပါပဲ0အက်ကလေးထည့်လိုက်ပါမယ်ထည့်ပြီးတော့ရင်0ရှိကိုကလောက်ထုတ်လိုက်မယ်ကလောက်ထုတ်ပြီးတော့ရင်နှစ်ကြိုလွတ်မယ်ပြီးရင်နောက်ထပ်နှစ်ကြိုလွတ်လိုက်ပါမယ်ကဲပြီးတော့ရင်အဲ့အပေါက်ထဲမှာပဲနောက်ထပ်အတိုင်းရေးလေးတစ်တိုင်းထိုးရဲပေါ့နော်0တစ်ပေါက်ထဲမှာအတိုင်းရေးနှစ်တိုင်းထိုးရဲဆိုတာကတိုင်ပွားထိုးတာကိုပြောတာပါတိုင်ပွားဆိုတာတစ်ပေါက်ထဲမှာပဲတိုင်ရှင်းနှစ်ခုထိုးတာကိုပြောတာဖြစ်ပါတယ် တိုင်ရဲဆိုလို့ဖွင့်မီလေးတစ်ခုထိုးလိုက်မယ်ထိုးပြီးတော့ရင်ဒီအရှိတိုင်ချေပေါက်လေးထဲမှာလည်းနောက်ထပ်တိုင်ချေလေးနှစ်ခုပေါ့နော်နှစ်ခုဆက်တိုင်းအဲ့တပေါက်ထဲမှာပဲထိုးပါမယ်ဆိုလို့တိုင်ချေနှစ်ခုထိုးတယ်ဆိုတာတိုင်ဝါလို့တော့ပြောရအောင်နော်ဒါဆိုတိုင်ဝါလို့ပဲပြောလိုက်ပါတော့မယ်တိုင်ဝါလေးထိုးပြီးတော့ရင်ဆိုလို့ဖွင့်မီလေးနောက်တစ်ခုထိုးမယ်ထိုးပြီးတော့ရင်ဒီရှေ့ပေါက်မှာလည်းဆိုလို့တိုင်ပွားလေးထိုးမယ်တိုင်ပွားဆိုတာတပေါက်ထဲမှာပဲတိုင်ချေနှစ်တိုင်ထိုးတာကိုပြောတာပါ တိုင်ပါလေးထိုးပြီးသွားရင်ဇရိုဖို့မီလေးနောက်တစ်ခုထပ်ထိုးပါမယ်ဖို့မီထိုးပွားရင်အရှိပါမှာပဲတိုင်ချီလေးနှစ်တိုင်တိုင်ပွားပေါ့နော်တိုင်ပါလေးထိုးပါမယ်ဇရိုကပပက်လေကိုအတိုင်ပဲထိုးပေးလာမှာဖြစ်ပါတယ်ဖို့မီလေးတစ်ခုထိုးလိုက်တိုင်ပါလေးထိုးလိုက်နေပေါ့နော်ဇရိုဆက်နှစ်ခေါက်ထိုးလာခဲ့ပြီပါကျေဇာဒီမှာ12ခေါက်ထိုးပြီးတော့ပြီပေါ့เนาะ12ခေါက်ထိုးလာပြီးတော့ပါပြီ ိုကမသေးချဘူးဆိုရင်ပြန်ရည်ကြည့်ပါနော်ခဲပြီးတော့ရင်းဆယ်လို့ဒီမှာအဆုံးတက်မယ်အဆုံးတက်မှာဖွင့်မီလေးဖွင့်မီလေးထိုးထိုးရပါအောင်မနော်အဖေမိလေးတို့ကိုထိုးမယ်ထိုးပြီးတော့ပြီဆိုရင်ဇေရိုဒီရဲ့တိုင်ရှည်စသထိုးတဲ့တိုင်ရှည်ပေါက်လေးထဲမှာဇေရိုရှက်ကော်လေးနဲ့ဆက်ပြီးလိုက်ပါမယ်နော်ဆက်ကော်လေးနဲ့ဒီရဲ့ခွင်းလေး ခင်းနေ join တော့လို့ဆက်ပေးလိုက်ပါခဲ့ပြီးတော့ရင် နောက်ထပ် rotary မှာဖွင့်မီလေးတောင်ကိုထပ်ပြီးတော့ထိုးပါမယ်ပြီးရင်ရှက်ကော်နဲ့ join ရတဲ့အပေါက်လေးထဲမှာပဲ0ကတိုင်ခြေလေးတစ်တိုင်ထိုးမယ်ပေါ့နော်ဒီရတတိယ row မှာတော့0ကတိုင်ခြေတစ်ခါတိုင်ဘွားတစ်ခါထိုးမယ်ပေါ့နော်ရင်ဒီရှေ့ပေါက်မှာတော့ဇေရိုကတိုင်ပွားထိုးမယ်တိုင်ပွားဆိုတော့ဇေရိုတပေါက်တည်းမှာပဲတိုင်ရှေ့နှစ်ခုထိုးတာကိုပြောတာပါ ကဲအဲဆိုရင်ဇရွာတိုင်ရှိတခါတိုင်ပွားတခါပြီးတော့ထုံးစံနိုင်ဖို့မိတဲ့တခုထုံးမယ်ထုံးပြီးတော့ရင်အဖို့မိရဲ့ပေါကိုချောအရှိတိုင်ရှိတို့ခဲ့တဲ့ပေါလီနာမှာဇရိုတိုင်ရှိတဲ့တတိုင်ထုံးပါမယ်ကဲပြီးတော့ရင်အရှိတိုင်ရှိပေါမှာတော့ဇရိုဒီဘက်ကအတိုင်မယ်တိုင်ပွားလေးထိုးပေးလိုက်မယ်ပေါ့နော်တိုင်ပွားဆိုတော့ဒီဘောက်ထဲမှာပဲတိုင်ရှိလေးနှစ်ခုထိုးပေးလိုက်ပါမယ်ကဲပြီးတော့ရင်ဖို့မိလေးတခုထိုးမယ် ပြီးရင်ဒီရှေ့တိုင်ရှေ့လေးထိုးတဲ့အပေါက်လေးနာမှာတိုင်ရှေ့လေးတစ်တိုင်ထိုးမယ်ပြန်ရှိပေါက်မှာတော့ဇလိုတိုင်ပွားလေးထိုးမယ်တိုင်ပွားဆိုတာတပေါက်ထဲမှာပဲတိုင်ရှိလေးနှုတ်ကိုထိုးတာကိုပြောတာပါကဲဖို့မီလေးတစ်ခုထိုးမယ်တိုင်ရှိတစ်ခါတိုင်ပွားတစ်ခါထိုးပါမယ်ပြီးရင်ဖို့မီတစ်ခါပေါ့နော် တိုင်ပွားစုကတပောက်ထဲမှာပဲတိုင်ရှိသေးနှစ်တိုင်ထိုးလိုက်မယ်ပြီးရင်ဖုတ်မီတစ်ခုပေါ့နော်ဇေရိုပပတ်လေးကတိုင်မဲ့ထိုးလာခဲ့ပြီပါနော်စုစုပေါင်းဇေရို12ခေါက်ရှိရပါမယ်နော်ကျေဇဲဒီမှာပပတ်လေးကိုထိုးလာပေးတယ်ပပတ်လေးကိုထိုးလာပေးပြီးတော့ရင်ဇေရိုဖုတ်မီလေးတခုထိုးမယ်နော်ဝင်တခုတော့ပြောရင်ဇေရိုနိုင်ရှိထိုးရဲဆဆဆဲနိုင်ရှိထိုးတဲ့အပေါက်မှာပဲဇေရိုရှက်ကော်လီနဲ့ဆက်ပေးလိုက်မယ်ဒါဆိုရင်တော့ဇေရိုရိုဇရီပြီးတော့ ਈ ပေါ့နော် rover rover ကြလို့ရှိရင်ဇေလို့ဖွင့်မီလေးတောင်းခုထိုးပါမယ်ဖွင့်မီလေးတောင်းခုထိုးပါရင်တိုင်ရှည်ကြီးရဲ့ rover မှာကြတော့ဇေလို့ကတိုင်ရှည်နှစ်ခါတိုင်ပွားတစ်ခါပေါ့နော်တိုင်ရှည်လေးတစ်ခုထိုးတော့ပါတယ်အရှိနှစ်ခုထိုးလိုက်မယ်ထိုးပြီးတော့ရင်အရှိတိုင်ရေပေါက်ထဲမှာတော့တိုင်ပွားထိုးမယ်ပေါ့နော်တိုင်ပွားဆိုတာအရင်တစ်ပေါက်ထဲမှာပဲတိုင်ရေနှစ်ခုထိုးတာကိုပြောတာပါနော် ဒါဆိုတော့ဇရိုတိုင်ရှိနှစ်ခါတိုင်ပွားတစ်ခါဖွင့်မီတစ်ခါနဲ့ပေါ့နော်ရူဖော်အိုးထိုးတာဖြစ်ပါတယ်ရှေးပေါမှာလည်းလိုပဲတိုင်ရှိနှစ်ခုထိုးမယ်ပြီးရင်တိုင်ပွားတစ်ခါထိုးပါမယ်တိုင်ပွားဆိုတော့ဒီတပောက်ထဲမှာပဲတိုင်ရှိနှစ်ခုထိုးတာကိုပြောတာပါ ကဲ roof မှာတော့ zero ကတိုက်ချင်းတစ်ခါတိုက်မွားတစ်ခါထိုးပေးပါတယ်ပြီးရင်ဖွင့်မီတစ်ခုထိုးရပါတော့ zero ကအတိုင်းပဲစုစုပေါင်း12ခုထိုးပေးရမှာဖြစ်ပါတယ်အဲတိုင်ချင်းလေးနှစ်ခုထိုးလိုက်မယ်ပြီးရင်ရှေ့ပေါက်မှာတိုင်ပွားပေါ့နော်တိုင်ပွားဆိုတာတစ်ပေါက်ထဲမှာပဲတိုင်ချင်းလေးနှစ်ခုထိုးတာကိုပြောတာပါပြီးရင်ဖွင့်မီလေးတစ်ခုထိုးမယ်စုစုပေါင်း zero 12 ုပေါ့နော်12ခုပြည့်တဲ့ဒီထိုးလာပြပါ12ခုပြည့်သွားလို့ရှင်ဆိုတော့ပထမထိုးခဲ့တဲ့တိုင်ရှိလေးနာမှာရှက်ကော်လေးနဲ့ဆက်လိုက်ပါတယ် row for row 5ကြလို့ရှင်တယ်အလိုပဲဖုန်မီလေး3ခုထိုးမယ် row 5မှာတော့တိုင်ရှိ3ခါတိုင်ပွားတစ်ခါပေါ့နော်တိုင်ရှိ3ခါတိုင်ပွားတက်ခါနဲ့ဆိုတော့တိုင်ရှိလေးတိုင်နိုင်စီပို့ရောပေါ့နော် rose မှာဆိုလို့ရှင်လဲတိုင်ရှိ4ခါတိုင်ပွားတက်ခါ rose ဘက်မှာဆိုလို့ရှင် တိုင်ချေ၅ခါတိုင်ပွားတစ်ခါနဲ့ပေါ့เนาะအဲ့လိုမျိုးတစ်စင်းတစ်စင်းစီတိုးသွားမှာပေါ့เนาะတိုင်ချေလေးတစ်ခုတစ်ခုစီတိုးသွားမှာဖြစ်ပါတယ်အခု row 5မှာတော့ zero ကတိုင်ချေ၃ခါတိုင်ပွားတစ်ခါနဲ့ဖွင့်မိတစ်ခါပေါ့เนาะအဲ့လာ row 12ခုထိုးပြရမှာဖြစ်ပါတယ် အဲဒီရှေ့ပါမှာတော့ဇေရိုတိုင်ပွားလေးထုံးမယ်တိုင်ပွားဆိုတော့တပောက်ထဲမှာပဲတိုင်ရှေ့နှစ်ခုပေါ့နော်အဲ့လိုမျိုးလေးဇေရိုကကိုလိုရှင်နဲ့အရှိရောက်တဲ့ဒီထူလာခဲ့ပေးရမှာဖြစ်ပါတယ်ကျလို့ကိုက site အကြီးလို့ရှင်းနေဆိုလို့ရှိရင် role 40အနည်းစားပြီးရော40 44 46လို့မျိုးထူလာခဲ့ပြီလို့ရပါတယ်။အဲလို့ဆရာတော့28လက်မရောက်တဲ့အထိထုတ်ခဲ့ပေးပါတယ်။82 cm ဝန်းကျင်ရှိပါတယ်။ ခေပိတာပြီဆိုရင်ဒီနောက်ဆုံးမှလည်းဇေရိုကချက်ကော်လီနဲ့ join လိုက်မယ်ပေါ့နော်ခေပိရင်ဖုတ်မီလေးတစ်ခုထိုးပြီးတော့ဖုတ်မီလေးတစ်ခုထိုးပါရင်ဇေရိုကက်ချီလေးနဲ့ဖြတ်ပြီးပါရင်ရှီလေးကိုလိုက်ပြီးတော့ဖတ်ပေးလိုက်ပါနော်ရှိလေးကိုလိုက်ဖတ်လိုက်ပါမယ် ခပိတာဘင်းရဇရအရွက်တက်မယ်ဗောနော်အရွက်တက်ဖို့အတွက်ရှိရစိမ့်လေးကိုယူလိုက်ပါမယ်ပြီးတော့အဲ့နော်ဇရဒီရဲ့တိုင်ချေထိုးခဲ့တဲ့အပေါက်လေးဗောနော်ဒါပေါက်လေးထဲမှာဇရဖွံ့မီအဲဒီရှိစိမ့်လေးကိုယူပြီးတော့ဖွံ့မီလေးတစ်ခုထိုးပြလိုက်ပါမယ်ထိုးပြီးတော့ရင်ဇရအရဲရှက်ကိုထိုးခဲ့တဲ့အပေါက်လေးဗောနော် ရှိယူခဲ့တဲ့အပေါက်လေးထဲမှာပဲဇရကတိုင်တိုးလေးတစ်တိုင်ဗောနော်တိုင်တိုးလေးတစ်တိုင်ထိုးပြရမှာဖြစ်ပါတယ် ကဲပြီးတော့ရင်ဇေရိုဖို့မီလေးတောင်ကူတို့ပါမယ်နဲတောင်ဖို့မီတောင်ကူတို့ပြီးတော့ရင်ဇေရိုတင်းနဲတောင်တောင်ပေါင်းမြောင်မှာဇေရိုတိုင်တို့လေးတတိုင်းထိုးပြရပါမယ်ကြပြီးတော့ရင်ဇေရိုဖို့မီလေးတောင်ကိုထုံးမယ်ပြီးတော့ရင်တင်းနဲ့တောင်းတောင်းမောင်မြောင်မှာဇေရိုတိုင်တူလေးတတိုင်းထိုးပါမယ်အဲဖို့မီလေးတောင်ကိုထုံးမယ် ဒါရင်ဇေရိုတုံးပေါက်မြောက်မှာတိုင်တူလေးတစ်တိုင်ထိုးမဲ့ပေါ့နော်။ကဲအတိုင်ပဲပေါ့နော်။ဇေရိုပပတ်လေးကိုထိုးပေးရမှာ ဖြစ်ပါတယ်။ခုမိလေးတုံးခုထိုးလိုက်ပြီးရင်တုံးပေါက်မြောက်ပေါ့နော်။နှစ်ပေါက်ကျော်ပြီးရောတုံးပေါက်မြောက်မှာတိုင်တူလေးတစ်တိုင်ထိုးတိုင်းနဲ့ဇေရိုပပတ်လေးကိုထိုးလာခဲ့ပေးပါ။အဲပြီးတော့ဇေဒီနာမှမသိမှာဆိုလို့အဲ့ရဖွင့်မီတစ်ခုနေရာကိုလဲဇေရိုကစပေးတစ်ခုဆိုပြီးယူစားရပေါ့နော်။ အဲ့ကြောင့်မို့အန်နာလီမှာတိုင်ချင်းနဲ့တိုင်ထိုးပြီးတော့အန်နာလီမှာ0ကတိုင်တူလေးတစ်တိုင်ထိုးလိုက်တယ်ပေါ့နော်အတိုင်ထိုးပြရမှာဖြစ်ပါတယ်ဇာတ်ရိုးအတိုင်းပဲပပတ်လေးကိုထိုးလာခဲ့ပြီပါဇာတ်ရိုးအဆုံးသားရောက်တဲ့အခါမှာအမှနှစ်တိုင်သုံးတိုင်လေးတိုင်ပေါ့နော်လေးတိုင်လောက်ကလုံနေရပေါ့လေးတိုင်ကလွတ်နေလွတ်နေရဖြစ်တဲ့အတွက်ဇာတ်ရိုးကနှစ်တိုင်ကိုကြော်ပြီးတော့ အဲတတိယတိုင်မှာဗောနော်တတိယတိုင်နီနာမှာဆီလိုတိုင်တို့တွေတို့ရယ်ပြီးသားလို့ရှိရင်ဒီမှာတတိုင်ပဲဗောနော်လွတ်တော့တယ်အဖုမီတခုပဲလွတ်တဲ့အတွက်ကြောင့်မို့အဲလွတ်တဲ့နေရာမှာလဲဆီလိုကဖုမီနှစ်ခုထိုးပြီးွားရင်အဲဖုမီနှစ်ခုထိုးလိုက်တယ်ဗောနော် ထိုးပြီးသွားပြီဆိုရင်ဒီအပေါက်လေးတဲ့ဗောလေအဲတိုင်တို့ထိုးခဲ့တဲ့ပေါက်လေးနာမှာဆီလိုရှက်ကော်လေးထိုးလိုက်တယ်ဗောနော်ဒါတော့အတိအကျမထိုးလဲရရပေါ့နော်အဲအဆုံးတက်တာလေးမှာ ကျတော့ဒီမှာကြည့်တခုနဲ့တခုနဲ့မတူဘောနော်အဲလိုမျိုးလေးပေါ့နော်အဲဇေရိုအအထီးကဖွင့်မိထိုးတဲ့နေရာကိုလည်းဇေရိုက space တစ်ခုစာလို့ရေးရေးတွက်ပြီးတော့ထိုးပြရမှာဖြစ်တယ်ပေါ့နော်ကဲပြီးတော့လို့ရှင်ရင်ဇေရိုဖွင့်မိလေးတစ်ခုထိုးလိုက်မယ်ပေါ့နော်ဒါကတော့ row 1ပေါ့နော်ဒါပြီးတော့ရင်ဒါ row 2 row 2ကြရင်ဖွင့်မိလေးတစ်ခုထိုးမယ် ထိုးပြီးတော့ရင်ဇေလိုဒီအနောက်ကခြိသေးပါနော်ဒီနောက်ကရှိသေးကိုဇေလိုတစ်ခါတည်းဖွက်သွားမယ်ပါနော်အဲ့ရေဖွက်မိတော့ဟုတ်တော့ရဲ့နေရာလေးမှာဇေလိုကအတိုင်းတူလေးသုံးတိုင်းထိုးလိုက်မယ်ပါနော်တိုင်းတူထိုးနေမသိရလူတွေရဲ့ဇေအရှိခံဗီဒီယိုမှာထိုးနေတင်မိထားပါတယ်ရပြီးတော့ရင်ဇေလိုဒီအရှိတိုင်းတူတက်ဖွက်မိတော့ဟုတ်တော့ရဲ့နေရာမှာလဲတိုင်းတူလေးသုံးခုထိုးပေးလိုက်ရင်မရမှာဖြစ်ပါတယ် ဲမိသားရင်ဒီအရှိဖို့မိတောင်ကိုညံပါတယ်ဆိုတော့တိုင်တူလေး၃တိုင်ပါเนาะတိုင်တူလေး၃တိုင်ထိုးပေးလိုက်ပါတိုင်လေးပဲပေါ့နော်ဇေရိုကပက်ပက်လေးကိုထိုးလိုက်ပေးရမှာဖြစ်ပါတယ်အဲဒီရှေးတိုင်ဖွင့်မီ၃ခုညံပါတယ်ဇေရိုတိုင်တူလေး၃ခုထိုးပေးရမှာဖြစ်ပါတယ် တို့ပပလဲဦးပေါ့နော်အတိုင်းဒီပဲထုတ်လာခဲ့ပြီပါဇေရိုဆုံးရရင်ပြန်တွေ့ပါမယ်ဇေရိုဇေရိုဒီမှာပပလဲဦးထုတ်လာခဲ့ပြီရယ်ပေါ့နော်ဒါ root 2ပြီးသွားပြီပေါ့နော် root 2အဆုံးမှာဇေရိုကဒီရှေးတိုင်းလို့ထုတ်ခဲ့တဲ့အပေါက်လေးပေါ့နော်အဲအပေါက်လေးနာမှာဇေရိုကရှက်ကော်လေးနဲ့ထုတ်ပြီးလိုက်ပါအဲဒီရှေးပေါက်လေးနာမှာဇေရိုရှက်ကော်လေးနဲ့ထုတ်ပြီးလိုက်မယ်ဒါဇေရို2ပြီးသွားပြီ root 3ကြလို့ရှိရင် အဲကျွန်တော်ဖွင့်မီလေးတစ်ခုပေါ့နော် sorry ဖွင့်မီလေးချုပ်ခုเนาะဖွင့်မီလေးချုပ်ခုထိုးပေးရပါမယ်ဖွင့်မီလေးချုပ်ခုထိုးပါရင်ကျွန်တော်ကဒုတိယမြောက်ဖွင့်မီလေးထဲမှာကျွန်တော်တိုင်တိုလေးထိုးမယ်ပြီးရင်အရှိဖွင့်မီလေးထဲမှာကျွန်တော်တိုင်လက်ကလေးထိုးမယ်ဒီရှေ့ဖို့ပြင်တဲ့မှာကျတော့ဇေရိုတိုင်ရှည်ထုံးမယ်တိုင်တူတိုင်လက်တိုင်ရှည်ပေါ့เนาะပြီးရင်တရစ်တင်တိုင်ရှည်ပေါ့เนาะအဲ့လိုမျိုးတွေထိုးပြီးတော့အမှဖြစ်ပါတယ် ဒီရတိုင်းရေးပြီးတော့ရင်ဇေရိုကအတိုင်းခြေလေးထိုးမယ်ပြီးတော့ရင်ဒီရှေ့ပေါက်မှာအတိုင်းလက်ကလေးထိုးပါမယ်အရှေ့ပေါက်မှာအတိုင်းတူလေးထိုးမယ်ပေါ့နော်တိုင်းတူတိုင်းခြေတိုင်းလက်ထိုးနည်းတွေအကုန်လုံးဇေအရှိကံဗီဒီယိုမှာတင်မိထားအနော်မထိုးတတ်တဲ့လူတွေဇေရိုအမှတွားကြည့်ပေးပါပြန်အရေဖွင့်မိတတ်တဲ့နေရာမှာပဲ0ကချက်ကော်လေးထိုးပစ်လိုက်တယ်ပေါ့နော် ပြီးတော့ပြီးဆိုရင်နောက်ထပ်ဖွင့်မီလေးရှုပ်ခုပေါ့နော်ဖွင့်မီလေးရှုပ်ခုထိုးပေးရပါမယ်ဖွင့်မီလေးရှုပ်ခုထိုးပွားရင်ဇေရိုပထမတစ်ပေါက်ကိုကြောဒုတိယတစ်ပေါက်လေးနာမှာဇေရိုတိုင်တိုလေးထိုးလိုက်မယ်အရှိပေါက်မှာတော့ဇေရိုတိုင်လက်ကလေးထိုးမယ်ဒီရှိပေါက်မှာဇေရိုတိုင်ရှည်လေးထိုးပါမယ်ရှိပေါက်မှာတော့ဇေရိုကတရစ်တင်တိုင်ရှိလေးပေါ့နော်တရစ်တင်တိုင်ရှိလေးထိုးပေးရပါမယ်ရှိပေါက်မှာဇေရိုတိုင်ရှိလေးထိုးမယ် ဒါရင်ဒီရှေ့ပေါက်မှာတိုင်လက်ကလေးထိုးပါမယ်။ရှေ့ဆုံးပေါက်မှာတော့ဒီအရှိပေါက်မှာတော့ဇေရိုတိုင်တူလေးထိုးမယ်။ပြီးတော့ပြီဆိုလို့ရှိရင်အယောဇေရိုဖွင့်မီချုပ်ကူတက်ခဲ့တဲ့အပေါက်လေးစောနာချက်ကောထိုးခဲ့တဲ့အပေါက်လေးထဲမှာပဲနောက်ထပ်ချက်ကောလေးတစ်ခုထပ်ပြီးတော့ထိုးပစ်လိုက်ပါ။ကြတာဆိုရင်တော့ဇေရိုဒီမှာဒီလိုတိရွက်ကလေးရပါမယ်။ တည့်ရလေးရပြီဆိုရင်ဇေရိုဒီအရှိပေါက်ဒီပေါ့နော်ဒီအရှိပေါက်လေးထဲမှာတိုင်တူလေးဆက်ပြီးတော့ထိုးပေးရမယ်ပေါ့နော်တိုင်တူလေးဆက်တဲ့တိုင်းထိုးခဲ့ပြီပါနှစ်တိုင်းသုံးတိုင်းလေးတိုင်းငါးတိုင်းငါးတိုင်းရှောက်တိုင်းခွန်းခွန်းတိုင်းရှစ်တိုင်း ရဲ့ဆက်တတိုင်းရောက်တဲ့ဒီထိုးခဲ့ပြီမယ်ပေါ့နော်အခုမှစတော့မယ်လူတွေအချိန်ခံဗီဒီယိုကြည့်ပြီးမှဒါထိုးရင်ပို့ပြီးအဆင်ပြေပါတယ်အချိန်ခံဗီဒီယိုလည်းဇယ်ဒီအပေါ်ကနေရာလေးမှာလင့်လေးချပေးထားပါမယ်နော်ကေဗီဒါရင်ဆယ်လို့7တိုင်းပြီးတော့ဆယ်လို့7ခုမြောက်လေးနောက်မှာဆယ်လို့ချက်ကော်လေးထိုးလိုက်တယ်ပေါ့နော်ချက်ကော်လေးထိုးပြီးွားရင်ဆောနာအတိုင်းတည့်ရလေးထိုးဖို့အတွက်ဖွင့်မီလေး10ခုထိုးပေးရမှာဖြစ်ပါတယ် ဟောမီရှိကိုထိုးပွားရင်ဇရူဒီရဲ့တပောက်ကိုကျော်ဒုတိယပောက်လီနာမှာတိုင်တူလေးထိုးမယ်။ရှေ့မှာတိုင်လက်ကလေးထိုးမယ်။ဒီရှေ့မှာကျတော့ဇရူတိုင်ရှည်လေးထိုးပါမယ်။ပြီးတော့ရင်တရည်တဲ့တိုင်ရှည်လေးထပ်ထိုးမယ်။ပြီးတော့ရင်တိုင်ရှည်လေးထိုးမယ်။ရေချက်တိုင်လက်လေးထိုးပါမယ်။ ဒီတိုင်းတော့တိုင်တူလေးထိုးလိုက်နေပေါ့နော်အစင်လိုက်ပြီပေါ့နော်0နေရအနေမြင့်မြင့်ရအနေနှိပ်သွားတယ်ပေါ့နော်ကပီတာရင်အဖုတ်မီရှုပ်ကူထိုးခဲ့တဲ့အပေါက်လေးထဲမှာပဲဆရူရှက်ကော်လေးထိုးမယ်ဖုတ်မီလေးရှုပ်ကူပြန်ပြီးတော့ထိုးပေးရပါမယ်ဖုတ်မီလေးရှုပ်ကူထိုးပွားရင်တပေါက်ကျော်ဒူရီယာမြောက်ဖုတ်မီလေးထဲမှာ တိုင်တူလေးထိုးမယ်အရှိပါမှာတိုင်လက်ကလေးထိုးမယ်တူအရှိပါမှာတော့ဆရူတိုင်ရှိလေးထိုးပါမယ် ပြီးတော့ရင်တရစ်တဲ့တိုင်ရှည်လေးထိုးလိုက်မယ်။ဒါရင်ဒီရှေ့ပါမှာတိုင်ရှည်လေးထိုးပါမယ်။ဟာရင်ဒီရှေ့ပါမှာတိုင်လက်ကလေးထိုးမယ်။ပြီးရင်နောက်ဆုံးပါမှာတော့တိုင်တူလေးထိုးလိုက်ပါမယ်။ကဲပြီးတော့ရင်ဆရာအချက်ကတော့ခဲ့တဲ့ပေါက်လေးထဲမှာပဲဆရာချက်ကလေးထပ်ပြီးထိုးပေးလိုက်မယ်။ ီးတော့เนาะဒီရှေ့ပေါက်လေးထဲမှာတော့ဇေရိုကတိုင်တူလေးထိုးပေးရမှာဖြစ်ပါတယ်။တိုင်တူလေးစုစုပေါင်း17ခုထိုးခဲ့ပေးပါ။ကျေ0တိုင်းတူလေး72ခုထိုးပေးလိုက်ပါတယ်။ တိုင်တူလေးစက်တော့ခုထိုးပြီးတော့ရင်ဆယ်တို့ကအရွက်တက်ဖို့အတွက်အရှိပါမှ၆ကော်လေးထိုးပြီးရောဖုန်မီချုပ်ခုတက်မယ်ပေါ့နော်အတိုင်းလေးပဲဆယ်တို့ကပပတ်လေကိုထိုးလာခဲ့ပြရမှာဖြစ်ပါတယ်တရွက်ကလေးတွေပေါ့နော်ချက်ကတော့ဘွာရင်ဆိုတော့ဖုန်မီချုပ်ခုထိုးရပါတော့ထိုးပြီးတော့ရင်တရွက်ကိုတော့ဇယ်ဒီဘက်နှစ်ခုမှာထိုးခဲ့တဲ့ပုံစံအတိုင်းပဲထိုးပြီးထိုးရမှာဖြစ်တဲ့အတွက်ဇယ်မထိုးပြတော့ဘူးနော် ဇရုပပလဲကိုထိုးလာခဲ့ပြီပါကဲဇရုဒီအဆုံးနှားရောက်တယ်ပေါ့နော်အဆုံးနှားရောက်တဲ့အခါမှာဇရုက12တိုင်မကောက်ဘောနော်15တိုင်လောက်ကပို့နေရပေါ့နော်ဇရုကပို့နေတဲ့15တိုင်လောက်ကိုဇရုကတိုင်တူလေးပဲထိုးပေးလိုက်တယ်ပေါ့နော်အဲ့လောက်နည်းနည်းလေးပို့တာတော့တိတ်ပြီးတော့မသိတာပါဘူးအဲ့တော့ကြံခဲ့တဲ့နေရာတွေအကုန်လုံးဇရုကတိုင်တူလေးပဲထိုးခဲ့ပေးလိုက်ပါ ဇရောဒီအဆုံးနာရောက်တဲ့အထိတို့ခဲ့ပြရပါမယ်ကဗင်းရဲ့အရေးချက်ကောပေါ့နော်အရေးချက်ကောထိုးခဲ့တဲ့ပေါလီနာမှာပဲဇလိုချက်ကောလေးထိုးလိုက်မယ်ပေါ့နော်အရှိပေါလီနာမှာချက်ကောလေးထိုးပြီးတော့ဇလိုကကြီလေးနဲ့ဖြတ်လိုက်ပါမယ်နော် ချက်ပြီးတော့ရင်ဆိုတော့ရှီကိုတခါလေးဖွက်ပြရပါမယ်။ရှီကတော့ဆိုတော့ကိုအစင်ပြတယ်လို့ကိုဖွက်တတ်တယ်လို့ဖွက်လိုက်ပါနော်။အဲဆရလွတ်နေတဲ့အပေါက်တွေအကုန်လုံးလွတ်နေတယ်ရတိရပေါ့နော်တိုင်တူခဲ့တဲ့အပေါက်တွေနားမှာဆရထည့်ဖွက်လိုက်ပါတယ်အဲဆရတိရတက်ပြီးတဲ့အခါမှာဆရဒီလို အနေထားလေးရမယ်ပေါ့နော် ။ဒါရင်ဆိုတော့ကျုပ်ရထိုးဖို့အတွက်ရှိအဖြူလေးယူလိုက်တယ်ပေါ့နော်။ရှိပန်းကတော့ကိုကြိုက်နေတတ်တဲ့အရာပါရံပြဖြစ်အတော်မျိုးလို့ရပါရဲ့နော်။ပြီးမကြည့်ရင်လေးထိုးဖို့အတွက်ဆိုတော့အရင်ဆုံးခွင်းလေးပြင်အောင်လုပ်လိုက်ပါမယ်။ခွင်းလေးဖြစ်သွားပြီဆိုရင်0အဲ့ရဲ့မဂျစ်ပလင်းထဲမှာပဲ0 တိုင်တူလေးခုနှစ်တိုင်ပေါ့နော်တိုင်တူလေးခုနှစ်တိုင်ထိုးလာခဲ့ပြီပါတကယ်လို့ကိုကဒီထက်ကျူးလစ်ဆိုင်ကိုကြီးရှင်နေဆိုရင်တိုင်တူလေး၈ခုထိုးပေးလို့ရတယ်တကယ်လို့ကျူးလစ်ဆိုင်ကိုသေးရှင်နေဆိုရင်တိုင်တူလေး၆တိုင်ပေါ့နော်၆တိုင်အနည်းဆုံး၆တိုင်ကနေစထိုးပေးပေါ့နော်၆တိုင်ကိုတူးတက်ကြီးရှင်နေဆိုရင်ဒီရဲ့မကြုံနေတဲ့မှာတိုင်တူလေးအရေးတော့ကိုပေါပွားထွားလိုက်ပေါ့နော်ဇေယျတော့ဒီမှာအခုနှစ်တိုင်ပဲထိုးပေးရပေါ့နော်ကိုကိုက၈တိုင်ထိုးရှင်လည်းရပါလေ၈တိုင်ဆိုအလုံးကြီးကြီးလေးရမယ်ပေါ့နော် ကပီတာယင်းဆိုတော့အဲ့ရပထမဆုံးဖွင့်တိုင်တို့ထိုးခဲ့တဲ့အပေါက်လေးပေါ့နော် တိုင်တို့ထိုးခဲ့တဲ့အပေါက်လေးထဲမှာဆိုတော့ချက်ကော်လေးထိုးပေးလိုက်ပါမယ်ဒါကတော့ဆိုတော့ရိုဝမ်ပေါ့နော်ရိုဝမ်ဖြစ်ပါတယ်ဆိုတော့တခြားလေးယူပေးမယ်နော်ချောကလေးထိုးလိုက်တယ်ဒါဆိုရင် row 1ပြီးသွားပြီပေါ့နော် row 2ကြလို့ရှိရင်ဆိုတော့ဖွင့်မီလေးတစ်ခုထိုးမယ်ပေါ့နော် ုတ်မီလေးတကုတ်တို့ဘွားရင်ဇေရိုအဲ့ရဲ့ချောက်ကော်ထုတ်ခဲ့တဲ့အပေါက်ဒီထဲမှာပဲဇေရိုကတိုင်ပွားထုတ်မယ်ပေါ့နော်တိုင်ပွားဆိုတော့တပေါက်ထဲမှာပဲတိုင်တူလေးနှစ်ခုထုတ်တာကိုပြောတာပါဟုတ်ပြီဇေရိုတပေါက်ချင်းစီတိုင်းမှာတိုင်တူလေးနှစ်ခုနှစ်ခုစီထိုးခဲ့ပြီရပါတော့တပါတပါစီမှာတိုင်တူလေးနှစ်ခုနှစ်ခုစီထိုးခဲ့ပြီပါတိုင်ပွားထိုးခဲ့ပြီပါပေါ့နော်စုစုပေါင်းဇေရိုရဲ့ root 2မှာတော့74တိုင်းပေါ့နော်84 တိုင်ပွားဆိုနှစ်ခုနှစ်ခုစီပွားတော့တာဆိုတော့တခုတခုစီပူပွားလာဆိုတော့စုစုပေါင်း၁၄တိုင်ပေါ့နော်၁၄တိုင်ရှိပါမယ်ရူတူကတော့0 14တိုင်ရှိပါတယ်ကဲ14တိုင်ပြည့်သွားပြီဆိုရင်0ပထမထုတ်ခဲ့တဲ့တိုင်တူပေါက်လေးထဲမှာ0ချက်ကော့လေးထုတ်ပြလိုက်ပါမယ် ပီတာရိုတီထိုးဖို့အတွက်အဖို့မီလေးတစ်ခုတက်တယ်ပြီးရင်အရှက်ကောထိုးခဲ့တဲ့ပေါက်လေးထဲမှာပဲဇီရိုတိုင်တိုလေးထိုးလိုက်မယ်တိုင်တိုတစ်ခါပြီးရင်ဒီရှေ့ပေါက်မှာတိုင်ပွားပေါ့နော်တိုင်ပွားဆိုတော့ဒီပေါက်ထဲမှာပဲဇီရိုတိုင်တိုလေးနှစ်ခုထိုးပေးလိုက်ပါမယ်တိုင်တို့တကားတိုင်ပွားတကားတိုင်တို့တကားတိုင်ပွားတကားနဲ့ပေါ့နော်ဇေရိုကပပလေဟိုးထိုးပြရမှာဖြစ်ပါတယ် ါကတော့ zero root 3ပေါ့နော် root 3မှာတိုင်တူတစ်ခါပြီးရင်ဒီခြေပေါက်မှာတိုင်ပွားတိုင်ပွားဆိုတပေါက်တည်းမှာပဲတိုင်တူနှစ်ခုပေါ့နော်အတိုင်ပဲပပတ်လဲဟိုထူလာခဲ့ပြီပါတိုင်တူတစ်ခါတိုင်ပွားတစ်ခါနဲ့ထူပြရပါမယ်စစပါ0 root 3မှာတော့တိုင်တူလေး22တိုင်ပေါ့နော်22တိုင်ရှိပါမယ်အထိုင်လေးပဲတိုင်တူတစ်ခါတိုင်ပွားတစ်ခါတိုင်တူတစ်ခါတိုင်ပွားတစ်ခါနဲ့ပပတ်လေးဟိုးထုတ်လိုက်ပေးရမှာဖြစ်ပါတယ် ဒီဗီဒီယိုမှာမြန်နေရတင်လို့ရှိရင်ဆိုတော့အခြေခံဗီဒီယိုလေးကိုအရင်တွားကြည့်ထိုးပေးပါเนาะတွားကြည့်ထိုးပြီးပါဒီဗီဒီယိုလာကြည့်ပေးပါအခြေခံဓမ္မလေးတွေကိုပြောပါပါเนาะထိုးနေကြသူဆိုရင်เนาะဆိုဒီလိုမျိုးလေးပတ်တန်ပြလိုက်တာနဲ့ထိုးတက်ပါပြီကပ္ပတရင်ဆိုတော့ပထမထိုးခဲ့တဲ့ပေါက်လေးထဲမှာပဲဆိုတော့ရက်ကော်လေးထိုးလိုက်တယ်ဒါဆိုရင်တော့ root tree ပြီးတော့ပါပြီ ရိုးဖော့ကနေပြီးတော့ဇေရိုရိုး90ပါเนาะရိုးဖော့နေရိုး90ရယ်ဇေရိုကတပေါက်တပေါက်စီမှာတိုင်တိုလေးတစ်ခုတစ်ခုစီပဲထိုးပေးထားမှာဖြစ်ပါတယ်ရိုးဖော့ကနေရိုး90ရယ်ကျတော့ဇေရိုစုစုပေါင်းတဒန်းလန်းစီမှာတိုင်တိုလေး20တိုင်ပဲရတတ်ဒီဇိုင်းစီပဲရှိပဲပေါ့เนาะကဲဇေရိုဒီမှာရူဖော့ပြထားပြီပေါ့နော်ရူဖော့မှာတိုင်တိုလေး20တိုင်ပြထားတဲ့အခါမှာဇေရိုချက်ကော်လီနဲ့ဆက်ပြလိုက်တယ်ပေါ့နော် ရိုဗာရိုဖိုင်မှာလည်းအဲ့လိုပဲဇေရိုကတိုင်တိုလေးဒီဇိုင်းတိုင်းစီနဲ့ပပတ်လေးကိုထိုးပြရပါမယ်နော်စုစုပေါင်းတိုင်တိုလေး20တိုင်းရှိပါမယ်ရိုဗာရိုဖိုင်ရိုဇေရို7ရိုဟ်ရိုနိုင်ရတော့ပတန်အတူတူပဲဖြစ်ပါတယ်ဇေရိုရူနိုင်ရောက်တဲ့ဒီထိုးခဲ့ပြီပေါ့နော်ရူနိုင်ရောက်လို့ချင်းဇေရိုအဆုံးတက်မှာချက်ကော်ဒီနဲ့ထိုးပေးလိုက်ပေါ့နော်ပြီးရင်ဖွင့်မီလေးတခုထိုးပြီးသွားရင်ဇေရိုကျိုးရော်နည်းနည်းလေးချစ်ချစ်လေးဖြတ်မယ်ပေါ့နော် ဘာလို့လဲဆိုတော့ဒီကျိုးကဇရိုးရှုပ်ရမှာဆိုတော့လေရှုပ်ပြီးရောပန်းမှာတခါတည်းတည့်ရမှာတခါတည်းတက်ပြရမှာဖြစ်ပါတယ်အကျိုးသိပံကြတော့ဇေရိုအထဲမှာဆီလီကွန်ဖော့လို့ရပေါ့နော်ဆီလီကွန်ဇေရိုဖောင်းပေါင်းလေးပြင်အောင်လို့ဒီရဲ့ဖော့လေးပေါ့နော်ဆီလီကွန်ဖော့လေးကိုထည့်ပေးလိုက်တယ်ဒီခွန်းလေးပေါ့နော်ခွန်းလေးကိုထည့်တာပြီးဆိုရင်ဇေရိုကဒီမျိုးလေးပေါ့နော်ဒီအလေဆန္ဒလေးရအောင်လို့ဇေရိုဒီလိုမျိုးလေးစီးပေးလိုက်တယ်ပေါ့နော် ရှိပြီးတော့ရင်ဒီအက်အက်တဲ့ကိုကျိုးလေးထည့်လိုက်ပါတယ်ကဲကျိုးလေးထည့်ပွားပြီးဆိုရင်ဆရာတို့ဒီအလေတက်တက်ပေါ့နော်အဲ့လိုနှစ်ခုကိုစီလိုက်မယ်စီလိုက်တဲ့အခါမှာဆရာတို့အလေဆန္ဒလေးရမယ်ပေါ့နော်အလေဆန္ဒကိုမှန်ပြီးတော့ပဲဆရာတို့ချုပ်မယ်ပေါ့နော်အတိအကျရင်မတိလေရပါတယ်ဆရာတို့ဒီတိုင်းအလေကြကြလေးချီကိုနှာခေါက်တုံခေါက်လောက်တုပ်ပစ်လိုက်ပါတော့ ဟဲခိုင်သွားပြီထင်တယ်ဆိုရင်ကျတို့ဒီဘေးဘက်တွေကိုလည်းတုတ်ပေးလိုက်ပါမယ်။နော်ဒီဘေးဘက်တွေကိုလည်းကျတို့တုတ်ပေးလိုက်ပါအဲဒါဆိုရင်တော့ဇီရိုဒီမှာကျူးလစ်ဖူးလေးရပြီပေါ့နော် ကျူးလစ်ကလေးရပါပြီကျူးလစ်ပန်လေးရပါပြီ ပြန်ပြီးတော့ရင်ဒီရှိလေးရဲ့ဒီအောက်ဆုံးဆက်နာကြကြလေးကိုပေါ့နော်ဇယ်ရိုအက်ကလီနဲ့ရှိကိုဆက်ထုတ်ပေးလိုက်တယ်ဆက်ထုတ်ပြီးတော့ပြီဆိုလို့ကျန်ဇယ်ဒီတိရနာမှာပေါ့နော်တိရနာမှာကတ်ရမှာဖြစ်ပါတယ်ဇယ်တော်တော်များများတော့ကတ်ပြီးသွားပြီပေါ့နော်ပန်ပန်လဲဇယ်ဘယ်နှခုအခု30ကျော်လီစက်နာတော့ဒီကတ်မယ်ထင်တယ်ဇယ်ထိုးလိုက်ရပေါ့နော် ကပိတရင်ဇရအရတိရနာလီတဲ့မှာဇရအကလီထဲလိုက်တယ် ဆိုတော့ဒီရကျူးလက်ညံမှာဆိုတော့နှင်းစီပန်တော့မှာဆိုနှင်းစီပန်ထိုးပေးပါပြီးရင်တခြားပါပန်လီလီတို့ sunflower sunflower ဆိုတိတ်ရွတ်မထိုးလည်းရပါတယ်ရင်တခြားပေါ့နော်ဒေးစီတို့ပါတော့တက်ရှင်လည်းရပါတယ်ဒါကတော့ဒီရကျတော့ဟိုဆိုတော့အဝေးလျှောက်တလို့ပဲပေါ့နော်ခိုင်တလို့ပဲကိုခိုင်မဲ့တဲ့တလို့မျိုးပဲတုတ်ပေးလိုက်ပေါ့နော်ပါဒီရတိရမှာခိုင်တော့ရပါပြီ။ တီချာလေးခါအောင်တော့တော့ပြီပေါ့နော်ကျတို့ပြန်ပြီးရောပြတ်ထွက်မှာဆိုလို့ပါကဲအတိုင်းလေးပေါ့နော်ဇနဲ့မတူလဲရပါရဲ့နော်ဒီကတော့ကျိုးခိုင်ခိုင်လေးတုတ်ပေးဖို့ပါပဲ ရှိတော့ပြီးတော့ပြီဆိုလို့ချင်းဇာတို့ကျိုးပေါ့နော်ကျိုးဇာတို့ဒီရဲ့ကျူးလစ်ပန်းနေမှာပဲတခါတည်းဖွက်ပြီးလိုက်လို့ရပါတယ်ဇာတို့အဲ့လိုမျိုးလောက်တဲ့အခါမှာရှိလေးကိုဖောက်ပါလေးပဲဆွဲမယ်ပေါ့နော်နောက်မဆိုရင်အထဲကိုဝင်သွားလိုက်မယ်ပေါ့နော်ပန်းကပိန်သွားလိုက်မယ်တစ်ဖက်ပိန်သွားလိုက်မယ်ဖောက်ပါလေးပဲလုပ်ပေးပေါ့နော်ပြီးရင်အရေးရှိလေးကိုဖြတ်လိုက်ပါမယ် ပြအတိုင်းလေးပဲပေါ့နော်ကျတို့ပန်းအောင်ကြတော့ကိုကြိုက်နေတတ်တဲ့အယောင်ပဲရောင်းမဖြစ်ဖြစ်တက်ပြလို့ရပါတယ်ဆရာကတော့အဖြူလေးနဲ့ခင်ရလေးပေါ့နော်အဖြူလေးနဲ့ခင်ရလေးနဲ့ဟာပို့ပြီးတော့လိုက်ဖက်လို့ဆယ်အပန်းရောင်လေးအဝါရောင်လေးတက်တည်ရပေါ့နော်ကြောင်ကြောင်ကြကြဖြစ်သွားလို့ပါအခုဆိုရင်ဇရုထိုးလို့ပြီးတော့ပါပြီထိုးပြီးတော့လက်ရလေးကိုတော့ဇက် cross share facebook page မှာလာပြလို့ရပါတယ်နောက်ထပ်ထိုးနည်းဗီဒီယိုလေးကိုတောင်းဆိုချင်တဲ့ဆိုရင် comment မှာရေးခဲ့ပေးပါနော် 喽妹，老妈追妹，拜拜。